သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 4ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံရောက်မင်းအောင်လှိုင်ကိုထိုင်းကျောင်းသားတဦးက Beamstack အစည်းအဝေးကျင်းပရာ Shangri-La Hotel အထိလာရောက်ဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံရောက်အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ဖိုင်းတက္ကသိုလ်ကျောင်းသားတဦးက Bimstack အစီအွေကျင်းပရာ Shangri-La Hotel အထိလာရောက်ဆန္ဒပြကြောင်းသိရှိရပါတယ်။ယနေ့ April 4ရက်နေ့ညနေ4:30မိနစ်အချိန်ဘန်ကောက်မြို့မှာရှိတဲ့ Bimstack အစီအွေကျင်းပရာ Shangri-La Hotel အတွင်းထိပ် ထိုင်းတက္ကသိုလ်ကျောင်းသားတဦးကလာရောက်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးထိုင်းလွန်ကြွေးတပ်ဖွဲ့ဝင်များကကျောင်းသားကိုဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။လူတပ်သမားမင်းအွန်လိုင်းကိုထိုင်းနိုင်ငံကမကြိုဆိုကြောင်းအပြစ်မဲ့ပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားတဲ့သွေးစွန်းနေတဲ့မင်းအွန်လိုင်းကိုထိုင်းဝန်ကြီးချုပ်ကကြိုဆိုမှုမရှက်ဘူးလားဟုမေးခွန်းထုတ်ခဲ့ကြောင်းထိုင်းပြည်သူများကလူတပ်အာဏာရှင်ကိုလက်မခံကြောင်းပြောဆိုဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီတဲ့ရင်းနဲ့ပတ်သက်ပြီးမက်ပန်ဆယ်လုံမှာလဲစောက်ပုအခြေအနေကတအားတိုးတက်နေပြီးအရင်ကငါတို့မြန်မာတွေကြီးဆဲကြတာအခုတော့ international ကပါဆဲနေကြပြီးခွန်ထိုင်းတွေဆိုသူတို့ကြီးပဲဆဲနေတာတိုးမပေါက်လို့ပြန်လှည့်လာရတယ်ဆိုပြီးတယောနေတာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့စစ်တပ်ရုံးအနီး MPK ကုန်တိုက်အနီးမှာမင်းအောင်လိုင်းကိုဆန္ဒပြရှန်ဂရီလာဟိုတယ်အနီးတွားရောက်ဆန္ဒပြသူမြန်မာနိုင်ငံသားကိုဖြိုးပိုင်ဖမ်းဆီးခံရရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့စစ်တပ်ရုံအနီးနဲ့ MPK ကုန်တိုက်အနီးမှာအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဆန္ဒပြမှုလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ယနေ့ဧပြီလ၄ရက်နေ့မွန်လွဲပိုင်းဘန်ကောက်မြို့စစ်တပ်ရုံအနီးမှာတကူမျိုးတက်မြောက်ပိုင်းကျောင်းသားတမကဘက်ကတမြအဖွဲ့ချုပ်မှနိုင်ငံခြားရောက်တော်လိုင်းရဲဘော်များနဲ့ပူးပေါင်းပြီးမင်းအောင်လှိုင်ကိုဆန္ဒပြခဲ့ကြပါတယ်။ ဒါပြင် MBK ကုံတက်အင်းဒီမှာလည်းမင်းအွန်လိုင်းကိုစန့်ကျင်တဲ့စာသားတွေကင်ဆောင်ပြီးထိုင်းရောက်မြန်မာတချို့ကစန္ဒားပြခဲ့ကြောင်းသိရှိရပါတယ်။လာရူယမန်နေ့ကအကြံဖက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကိုစန္ဒားပြရန်သွားခဲ့တဲ့မြန်မာနိုင်ငံသားဖြိုးပိုင်မှာဘန်ကောက်မြို့မှာရှိတဲ့ချန်ဂရီလာဟိုတယ်အင်းဒီမှာဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိထိုင်းရဲများကဖမ်းဆီးထားဆဲဖြစ်ကြောင်း၎င်းကိုမြန်မာပြည်ပြန်ပို့မည်ကိုစိုးရိမ်နေကြောင်းကိုဖြိုးပိုင်ရဲ့မိတ်ဆွေတချို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာသိမ်းမှုစန့်ကျင်နေတဲ့ ငလင်တန်တဲ့ပြည်သူတွေတန်ကိုအကူအညီများမရောက်စေဖို့စစ်ကောင်စီကမဟာဗျူဟာနဲ့ပိတ်ပင်နေပြီးစစ်ရေးအရာတိုက်ခိုက်နေတယ်လို့ကုလသမဂ္ဂအတိပေးကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကငလင်တန်တဲ့ဒေသတွေမှာပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပိတ်ပင်ကန့်သတ်နေပြီးအထူးသဖြင့်စစ်အာဏာသိမ်းမှုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီများမရောက်ရှိစေဖို့တားဆီးခြင်းတိုက်ခိုက်မှုလှုပ်ခြင်းများဆောင်ရွက်နေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာတန်ယုံကနေသတင်းထုတ်ပြန်ပါတယ်။ အကြံဖတ်စစ်တပ်ကတော်လန်ရေးတပ်ဖွဲ့များစိုးရိမ်နေတဲ့ငလင်တန်တင့်ဒေသတွေကပြည်သူတွေစီကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများမရောက်ရှိစေဖို့ကန့်သက်ပိတ်ပင်နေကြောင်းဒါပြင်မက်လ28ရက်နေ့ငလင်လောက်ကပ်ပြီးနောက်ပိုင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း93ခုကိုလှုပ်ဆောင်ခဲ့ကြောင်းရင်းတို့အနက်မှစစ်တပ်ရဲ့တိုက်ခိုက်မှုပေါင်း16ခုမှာဧပြီလ2ရက်နေ့ကစစ်ကောင်စီအပြစ်ခတ်ရက်စဲတယ်လို့ကြေညာပြီးနောက်ပိုင်းမှာလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ယနေ့ဧပြီလ4ရက်နေ့မှာလည်းစစ်တပ်ကထပ်မံပြီးတိုက်ခိုက်မှုပေါင်း10ခုကိုဆောင်ရွက်ခဲ့ကြောင်း စစ်တပ်ထိန်းချုပ်ထားခြင်းမရှိတဲ့ဒေသတွေမှာလူသားချင်းစာနာထောက်ထားမှုကူညီမြတ်မရရှိနိုင်တဲ့ကဲဆိုးကြီးဖြစ်နေကြောင်းကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ကဂျနီဗာမှာသတင်းတောက်များကိုပြောကြားပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးမှာမြန်မာပြည်သူ28တန်းနေထိုင်ရာဒေသတွေကိုလှုပ်ခတ်ခဲ့ပြီးအဆောက်အုံများပြိုလဲခြင်းလူမှုအတိုင်းဝိုင်းကိုပြိုကွဲပျက်စီးစေခြင်းအများစုသောပြည်သူများအစားအစာရေနဲ့ခိုးလုံရာကိမဲ့နေကြောင်းငလင်ကြောင့်တေဆုံးသူ3100ကျော်ရှိလာကြောင်းသိရှိရပါတယ်။အခုညီကန့်သက်ချက်များဟာ 2021ခုနှစ်စစ်အာဏာသိမ်းမှုကိုမထောက်ခံတဲ့ပြည်သူတွေစီကိုမရောက်ရှိစေဖို့စစ်တပ်ကမဟာဗျူဟာအစိပ်ပိုင်းတစ်ခုအဖြစ်တာစီထားကြောင်း ကုလသမဂ္ဂ OHCHR ရဲ့မြန်မာနိုင်ငံအကြီးအကဲ James Rodeva ကဆိုပါတယ်။ငလင်ဘေးတန်တဲ့စကိုင်းမှာအကူအညီများအထုလိုအပ်နေပြီးလိုအပ်နေသူတွေကိုကူညီဖို့အချိန်နှဲပါလာကြောင်းကုလသမဂ္ဂလူအခွင့်အရေးရုံးမှပြောရေးဆိုခွင့်ရှိသူ Ravina Shamdasinaga ဆိုပါတယ်။ လီချောင်းတိုက်ခိုက်မှုတွေဟာထိတ်လန့်တုန်လှုပ်စရာကောင်းပြီးချက်ချင်းရတတ်မှုလိုအပ်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့ပြန်လည်တူထောင်ရေးပေါ်အာရုံစိုက်ဖို့လိုပါတယ်လို့ရှမ်ဒက်စီနာကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အရေးကိစ္စမြည်တို့ကြုံပါစေစစ်အာဏာရှင်ခြေမုံကြီးမျက်ချီမပြတ်ရန် NUG ဝန်ကြီးချုပ်တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ຫນွေဦးတော်လိုင်းရဲ့အမြန်ဆုံးအောင်ပွဲရရှိစေရေးဟာအရေးကြီးတဲ့အတွက်မြည်တို့တော့အရေးကိစ္စကြုံတည်ဖြစ်စေစစ်အာဏာရှင်ခြေမုံတိုက်ဖြတ်ရေးကိုမျက်ခြေမပြတ်ပဲအာတွန်ကွန်ဆက်အလုတ်ဆက်လုပ်ရန်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ April 3ရက်နေ့နံနက်ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဒေသနာရပြည်သူ့အုပ်ချုပ်ရေးဗဟိုဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။တော်လိုင်းအမြန်အောင်မြင်ပြီးစိုးရွားလုံးနဲ့စစ်မိတ်ဆာကိုအပြေးတိုင်ခြေမုံနိုင်ရန်များစွာအရေးကြီးကြောင်း၎င်းကဆိုပါတယ် ယခုကြုံတွေ့နေရတဲ့တဘာဝဘေးကြီးဟာပုံမှန်ကာလအရက်သားရဲ့အစိုးရလက်ထက်မှာကြုံခဲ့ရတဲ့ကိုဗစ်ကပ်ဆိုးကိုဖျက်ဆီးခဲ့ခြင်းနဲ့ချိန်ထိုးစဉ်းစားမိပါကများစွာဝမ်းနည်းရကြောင်းအစိုးရပိတတဲ့အစိုးရတည်းရဲ့စီမံအုပ်ချုပ်မှုအောက်မှာသာယခုဘေးမျိုးရင်ဆိုင်ရပါကတိုင်းပြည်အခြေအနေယခုလောက်ဆိုးမြင်မဟုတ်ပဲအာလုံးနားလည်းလက်ခံလိမ့်မယ်လို့ထင်ကြောင်းဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားပါတယ်။ဒါကြောင့်တိုင်းပြည်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဒီစစ်မိတ်စာတွေမရှိမှသာကျွန်တော်တို့တိုင်းပြည်ဟာနလန်ထူနိုင်မှာဖြစ်ပါကြောင်းနဲ့ ဘလို့အရေးကိစ္စတွေပဲကြုံကြုံကျွန်တော်တို့ရဲ့အဓိကရီမန်းချက်ကိုမျက်ချင်မပြတ်စေပဲအာတွန်ကွန်ဆိုက်အလုတ်ဆက်လုပ်ကြဖို့ပြောကြားလိုတယ်လို့ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်အမျိုးသားညညရေးအစိုးရအနေနဲ့ယခုငလင်ဘေးနဲ့ပတ်သက်ပြီးစုမိုးနေမြေတွေမှာငလင်ဘေးတဲ့လူတို့ကို82နှစ်အတွင်းကုညီကေစေမှုများအပြည့်အဝအားဆိုင်လုံနိုင်ခဲ့ကြောင်းအသိပေးထားပါတယ်။တို့ပေမဲ့လည်းစစ်ကောင်စီစိုးမိုးနေမြေဒေသတွေမှာကိုတိလက်ရဝင်းရောက်မကူညီနိုင်ခဲ့တဲ့အတွက်များစွာဝမ်းနဲ့စေမကောင်းဖြစ်ရကြောင်းထုတ်ပြန်ကငလင်ဘေးတဲ့ပြည်သူလူထုကိုတောင်းပန်ခဲ့ပါတယ်။ မြို့သားညီညီအစိုးရကာကွယ်ရေးဝန်ကြီးဌာနဟာငလင်ပေးထိရောက်စွာကူညီကေစင်နိုင်ရေးအတွက်ထိုးစစ်ဆင်မှုများကိုရက်ဆိုင်ထားကြောင်းကြေညာခဲ့ပါတယ်။လာဒူစစ်ကောင်စီကလည်းအပြစ်ခက်ရက်ဆဲကြောင်းကြေညာခဲ့ပါတယ်။ဒါ့ပေမဲ့လည်းစစ်ကောင်စီဟာလေကြောင်းတိုက်ခတ်မှုများထိုးစစ်ဆင်မှုများဆက်လက်လှုပ်ဆောင်နေကြောင်း NUG နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကအတိပေးထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့အသေးကန် drone တစ်စီးဖဲကုံ PDF ပြစ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်မှာစစ်ကောင်စီရဲ့အသေးကန် drone တစ်စီးပစ်ချနိုင်ခဲ့ကြောင်းဖဲခုံ PDF 1332တက်ရင်ကယနေ့ April 4ရက်နေ့မှာထုတ်ပြန်ပါတယ်။ April 3ရက်နေ့ည9:00နာရီမှာဖဲခုံမြို့နယ်ခေါင်းဤရွာတစ်ပတ်မှာစစ်ကောင်စီတပ်ကအသေးကန် drone တစ်စီးနဲ့တိုက်ခတ်ရမှာတစ်စီးကိုပစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ငလင်ပေးကြောင့်စစ်ကောင်စီကယာယီအပြစ်ရက်မယ်လို့ကြေညာထားပေမဲ့လည်းနိုင်ငံနဲ့အဝန်လေကြောင်းတိုက်ခိုက်မှုများအသေးကန် drone များနဲ့နေ့စဉ်တိုက်ခိုက်နေကြောင်းဖေကုံ PDF ကထုတ်ပြန်ပါတယ်။ ဒေါ်လန်ရဲ့ရဲဘော်ရဲဘက်များဟာစစ်ကောင်စီရဲ့ယာယီအပြစ်ရက်မယ်လို့ကြေညာမှုအပေါ်ရှော့မထွက်ပဲတတိထားရန်လိုအကြောင်းထုတ်ပြန်ချက်မှတိုက်တွန်းထားပါတယ်။အာနာသိန်းစစ်ကောင်စီကဧပြီလ၂ရက်နေ့ကစပြီးယာယီအပြစ်ရက်မယ်လို့ကြေညာထားပေမဲ့လက်တွေ့မှာ၎င်းတို့ဆုံးရှုံးထားတဲ့နေမီများကိုလေကြောင်းနဲ့မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဖေကုံမြို့နယ်ကက်လျက်ရှိတဲ့မိုးပြဲမြို့အနီးမှာလဲစစ်ကောင်စီတပ်ကယခုရက်ပိုင်းအတွင်းလေကြောင်းနဲ့မြေပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ယနေ့ဧပြီလ၄ရက်နေ့မှာအရက်သားတအုပ်သေဆုံးခဲ့ရပါတယ်။ ဒါအပြင်ဧပြီလ2ရက်နေ့မှာကရင်ပြည်ပြည်နယ်ပေါ်လခဲမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တဲ့အတွက်ရဲဘော်တအူကြဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမြို့ကိုတရုတ်အကူအညီနဲ့ရပ်ပိုင်းအတွင်းစစ်ကောင်စီပြန်ဝင်မယ်လို့သတင်းထွက် MND အနေနဲ့ထွက်ခွာခြင်းမပြုရန်လာရှိုးမြို့ခံများတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှို့မြို့မှာကိုကန့်တက်မတော် MNDAA တက်မြတ်စုတ်ခွာရန်နဲ့စစ်ကောင်စီကချက်ချင်းနေရပြန်ယူရန်တရုတ်အစိုးရက PR ပေးမှုပို့လုပ်လာပြီးယခုရက်ပိုင်းအတွင်းအခြေအနေများရှုပ်ထွေးနေကြောင်းအဆိုပါမြို့ကံများကဆိုပါတယ်၁၈ရက်နေ့ကတရုတ်ဘက်ကအဖွဲ့တစ်ဖွဲ့လာရှို့ကိုဝင်လာမယ်တဲ့ MNDAA အနေနဲ့အဲ့ဒီမတိုင်ခင်အတုတ်လိုက်ထွက်ပြီးစစ်တပ်ကတခါတည်းပြန်အထိုင်ချမယ်တဲ့အဲ့ဒီသတင်းကတေချာတလောက်ကိုမြို့ကံတွေကြားသိနေတဲ့သတင်းပါလို့လာရှို့မြို့ကံတို့ကဆိုပါတယ် MNDA ရဲ့အုတ်ချုပ်ရေးရန်ရဲမှာပါဝင်ဆောင်ရွက်ပေးနေတဲ့ဝန်ထမ်းများကလည်းလောက်ကင်မျိုးကိုအတုတ်လိုက်ထွက်ခွာနေကြောင်းဒေသခံသတင်းအရင်းမြစ်ကပြောကြားပါတယ်။ရုံးတွေတဲကိုကုန်တင်ကားတွေခါလီဝင်နေပြီးရင်ပရိဘောဂတွေရုံးစာရွက်စာရွက်တွေတည်ဆောင်ပြီးလောက်ကင်ကိုတွားနေတယ်။ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာတော့မှန်းဆလို့မရနိုင်အောင်ပဲလို့အဆိုပါသတင်းအရင်းမြစ်ကပြောပါတယ်။ လက်ရှိအခြေအနေကို MNDA ကတရင်တစုံတရာမထုတ်ပြန်သေးပေမဲ့လာရှုမျိုးအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးပုံမှန်တရင်ထုတ်ပြန်ပေးနေတဲ့ MNDA တရင်အရင်းမြစ်တချို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ပုံမှန်မဟုတ်တဲ့အခြေအနေတချို့ကိုအရေးကဲဖော်ပြထားပါတယ်။လာဝကပညာရေးကျန်းမာရေးအရင်ဝင်လာလိမ့်မယ်။22ရက်နေမှာပါလို့ MNDA နဲ့နှိစက်တူတူဦးကပြောပါတယ်။ ြည်သူများအနေနဲ့ MNDAA ကိုလရှိုးမှပြန်မဆုတ်စေခြင်းနဲ့လို့သိရပေမဲ့လည်း PR များစွာကြုံနေရတယ်လို့တရင်အရေးမြစ်ကပြောပါတယ်။အရင်အစည်းအဝေးဒုတိယနေ့မှပြန်မဆုတ်ရင်စက္ကစလေးချောင်းဘုံကျဲမယ်လို့အကြက်ကင်နေ။တရုတ်ကစီးပွားရေးကုန်သွယ်ရေးဂိတ်ပိတ်မယ်လို့ PR ပေးတယ်။တခြား PR တွေလည်းအများကြီးပါပြည်သူတွေကတော့ပြန်မဆုတ်စေခြင်းဘူးစက္ကစပြန်ဝင်လာရင်စစ်မှုထမ်းကောက်တော့မှာအဲ့ဒါကြောင့်ပြည်သူတွေကိုကြိုတင်ပြင်ဆင်နိုင်အောင်လို့ပြောပြတာပါလို့ MNDAA နဲ့နှီးဆက်သူတူကပြောပါတယ်လာရှုံမြို့နယ်ပြည်သူတူက MNDAA အနေနဲ့ ြန်ဆုတ်ပေးခြင်းမျိုးလုံးဝမဖြစ်သင့်လို့ပြောပါတယ်။ PR ကြောင့်ဆိုတာလည်းနားလဲပါတယ်။ပြည်သူတွေကလည်းပြန်မဆုတ်ပဲဖြစ်ချင်တာဖြစ်ပြန်တိုက်စီချင်တာပါ။ကျမစန္ဒကလည်းပြည်သူတွေနဲ့ထက်တူပါပြည်သူတွေကပြည်သူတယောက်ပါလို့၎င်းကဆိုပါတယ်။ MND တောင်းတက်မတော် TNL တို့နဲ့နီးစပ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရင်အရင်းမြစ်တအုပ်ကလည်းလှရှုမျိုးကိုစစ်ကောင်စီလက်ထက်ပြန်အပ်နိုင်ရဲ့အတွက်တရုတ်ကလက်တွေ့ကျကျလှုပ်ဆောင်လာကြောင်းပြောပါတယ်။လာရှိုမြို့ခံတွေကနေရုပ်တွေဖြစ်နေပြီးဆက်ပဲနေရမလားပြန်ပဲပြေးရမလားမသိဘူး အဲ့ဒီလိုဖြစ်နေတာကတော်တော်ခက်ခဲတဲ့အခြေအနေပါတစ်တုံညာနှစ်ခွန်တတရလှိုင်းလဲသတင်းထွက်နေပြီလို့မြို့ကန်တအူးကပြောပါတယ်။လာရှုမြို့အခြေအနေနဲ့ပတ်သက်ပြီး MNDA ကရောစစ်ကောင်စီကပါသတင်းမထုတ်ပြန်တဲ့အတွက် လက်တလောအခြေအနေတွေကိုအသေးစိတ်မသိရှိရသေးပါဘူး။ဒါအပြင်လာရှုမြို့ပြန်လဲထူထောင်ရေးအဖွဲ့ကိုလည်းဆက်သွယ်မေးမြန်းထားဆဲပဲဖြစ်ပါတယ်။အရှိမြောက်တိုင်းစစ်တနာချုပ်ရမခအပါငွေလာရှုမြို့ကို MNDA ပူးပေါင်းတပ်တွေက2024ဩဂတ်လမှာတင်ပိုက်ထိန်းချုပ်ခဲ့ပြီးအထူးဒေသတစ်အဖြစ်ထည့်သွင်းသတ်မှတ်ထားပါတယ်။ စစ်ကောင်စီကရမခကိုလာရှုမြို့နယ်မှာရှိတဲ့မိုင်းရင်မြို့မှာပြန်လည်ဖွဲ့စည်းခဲ့ပြီးအင်အားတပေါင်းခန့်အထိစုစည်းနေကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းလာရှုမြို့ကိုပြန်ပေးရန်တရုတ်အကူအညီနဲ့စစ်ကောင်စီကပြန်တောင်းနေပါတယ်။ဒါပေမဲ့လည်း MND ကလက်မခံဘဲမြို့ရဲ့အုပ်ချုပ်ရေးယန္တရာလှည့်ပတ်ရေးပြန်လည်စီကားရေးကိုအရှိန်မြှင့်ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ February လကလည်းလာရှိုးမြို့မှာပထမဆုံးအချိန်မြမရိုးရာတဘူရဲလထမင်းပွဲကို MNDA ကကျင်းပခဲ့တယ်လို့လာမယ့်တကြံပွဲတော်ကိုလည်းစီကားစွာကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။သို့တော့ match လ28ရက်နေ့ကငလင်တန်းကြောင့်ပြည်သူများခံစားနေရတဲ့အတွက်တကြံပွဲတော်နဲ့တခြားပွဲလမ်းတပင်များမပြုတ်လို့တော့ရန်ဆုံးဖြတ်ကြောင်း MNDA ကထုတ်ပြန်ပါတယ်။လာရှိုးမြို့ကိုစစ်ကောင်စီတပ်ကပြန်လည်နေရယူမဲ့တဲ့ရင်ဟာ April 2ရက်နေ့ကကြေကြေပြန့်ပြန့်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ရင်းမတိုင်မီမက်လ22ရက်နေ့က MNDA နဲ့စစ်ကောင်စီဟာတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံကြပြီးနေမီအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးစဉ်မှာသဘောတူညီချက်မရရှိခဲ့ဘဲဆွေးနွေးပဲပြတ်ခဲ့ရတယ်လို့ရှက်ပြည်နယ်မြောက်ပိုင်းစစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်။အဆိုပါဆွေးနွေးပဲပြတ်သွားပြီးနောက်ပိုင်းမှာလာရှိုးမြို့အတွက်လေကြောင်းအန်ရဲ့တတိပေးချက်ကို MNDA ရဲ့လာရှိုးမြို့တရင်ထုတ်ပြန်ရေးတာဝန်ရှိသူတို့ကတတိပေးခဲ့ပါတယ်။ MNDA အနေနဲ့လာရှုမှပြန်လည်မဆုတ်ခွာဖို့နဲ့တရုတ်အစိုးရရဲ့ဝင်ရောက်ဆွတ်ဖက်နေမှုများအားရပ်တန့်ပေးဖို့မတ်လ20ရက်နေ့ညမှာဒေသကတချို့ကပျောက်ကြားတပိတ်ပြုတ်လုခဲ့ပါတယ်။လက်ရှိကာလဟာမြောက်ပိုင်းညင်အောင်တုံးပွဲအတွက်အစမ်းတက်ခံကာလဖြစ်ပြီးစီးလုံးညီညွတ်မှုနဲ့နားလည်မှုပုံမှုခိုင်မာအောင်လှုပ်ဆောင်သွားမယ်လို့မတ်လ17ရက်နေ့ကကျင်းပခဲ့တဲ့ MNDA ရဲ့36နှစ်မြောက်တက်မတော်နေ့အခမ်းအနားကို TNL နဲ့အာရခတ်တပ်တော် AA ကတဝင်လွှာပေးပို့ခဲ့ပါတယ်။ ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုညီနောင်မဟာမိတ်ပီတာစွာစူးစီးကြော်ဖြတ်သွားဖို့အမြဲတင့်ရှိနေတယ်လို့ TNL နဲ့ AA ကသိပေးထားပါတယ်။အဲဒီနောက်အဘတို့ခွေးနေရများတယ်လို့ဖြစ်ကုန်ပြီဖြစ်ကြောင်းတော်လန်ဘတ်တော်သားမှအခုလိုရေးသားထားပါတယ်။အဘတို့ခွေးနေရမရတယ်လို့ဖြစ်ကုန်ပြီ။ပပုလင်မယားရောစစ်ဘိုလ်ချုပ်တွေရဲ့မိသားစုတွေကပါနေပြည်တော်မှာမနေရဲတော့ဘူးလို့သိရတယ် မအားလာဟာအာနာပြန်အသိမခံရဘူးတက်တွင်းမှာလည်းအာနာကိုစိတ်ကြိုက်တိဆောက်ထားသလိုတက်ပြင်ပကြန့်ဖွက်တဲ့ဝင်ကြီးဌာနတွေမှာပါလူရင်းတွေနဲ့အစာထိုးထားပြီးဖြစ်တယ်။ပြည်သူထောက်ခံဖို့လည်းလိုတယ်လို့ရှမ်းမြောက်ကိစ္စနဲ့ပတ်သက်ပြီးကာလုံမှာဆရာကြီးဝင်လုတဲ့ယာယီတမရမြင့်ဆွေကိုကျမ်းမာရေးအကြောင်းပြပြီးကန့်ချခဲ့တယ်လို့အစွဲပြခြင်းနဲ့လေဆယ်ဝင်ကြီးအောင်မြင့်လိုင်ကိုပါထောင်ထဲထည့်ခဲ့တဲ့အပြင်၆လုံးတန်းကဆရာကြီး၆ယောက်ကိုပါလုံခြုံရေးခေါင်းစဉ်တက်ပြီးအကြေကျုပ်ပုံစံလုပ်ထားခဲ့ပါသေးတယ်။ ဒါကြောင့်တက်တွင်းမကျေနပ်လို့အာနာလက်လွတ်ရမှာကိုတိတ်ပြီးတွေးမပူတော့ဘူးရုရှားကိုရက်ရှိခရီးသွားပြခဲ့တာကိုကြည့်ရင်သိပါလိမ့်မယ်နောက်တစ်ခုက PDF နဲ့တိုင်းရင်သားတပ်ဖွဲ့တွေဒစဒစနဲ့နေမီတွေကိုတင်းလာတာဟာစိုးရိမ်စရာကောင်းတာမှန်ပါတယ်ဒါပြင်နေပြည်တော်ကိုလာရောက်ချင်းချောက်ကောင်းချင်းချောက်နိုင်ပါသေးတယ်သို့တော့စစ်ဘိုလ်ချုပ်နဲ့အပေါင်းပါတွေအားလုံးစစ်စစ်ညံ့ညံ့ကြေးပြီးသူနဲ့ခေါ်ကြူမာကြီးပါကိစ္စအတုံးခံရမယ်လို့ရောင်လို့တော့တွေးမပူမိပြန်ဘူးဒါဆိုရင်ဘာကိုတွေးပြီးပူနေရတာလဲ နေပြည်တော်ဟာငလင်ကြောကြီးပေါ်တိဆောက်မိထားရတာဖြစ်တဲ့အတွက်ပူနေရတာပဲဖြစ်ပါတယ်။အရင်ကဒရုန်းတွေပဲချိန်မြရောက်လာမလဲဆိုပြီးတွေးပူရကအခုခါမှာတော့အဆောက်အုံပီပြီးသေသွားမလား။ညေမျိုးပြီးအဝီစီးအထိတန်းရောက်မလား။ငလင်ပဲချိန်လှုပ်မလဲဆိုပြီးတောကပြပါရတွေနဲ့ထိတ်လန့်ပူလောင်ကြောက်ရွံ့နေကြရရှာပြီးမဟုတ်ပါလား။ဏီကုန်းချုပ်ရရင်ပြည်သူကိုဘုံကျဲနေအိမ်တွေကိုမိရှုအဆောက်အုံတွေကိုဖျက်ဆီး ပြည်သူလူထုကိုဒုက္ခမျိုးစုံပေးနေတဲ့အကုတုကစစ်ဗိုလ်ချုပ်ကြီးတွေနဲ့သူတို့ရဲ့အတိုင်းအဝိုင်းကိုပြန်အကျိုးပေးနေပြီဆိုတာပြည်သူတွေကိုယ်တိုင်မြင်တွေ့နေကြရပြီဖြစ်ပါတယ်ဒီထက်မကလည်းပြန်ခံရတာကိုမြင်ကြရအောင်ပါဘလို့ရှောင်ပုံးပုံးမလွတ်ပါဘူးကံကံရဲ့အကျိုးလို့ဖះကဟောခဲ့တာပဲမဟုတ်လားအခုတော့အဘတို့နေပြည်တော်မှာမနေရဲကြတော့ဘူးခွေးနေရမရတယ်လို့ဖြစ်ကုန်ပြီဆိုပြီးပေါ်ပြထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာလန်းချမ်းမြေကြပါစေခင်ဗျာလန်းချမ်း